ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာကတော့ဘရာဇီးတိုက်စစ်မှုနေမာရဲ့အကြောင်းပေါ့လေလက်ရှိမှာတော့နေမာကဒုဒဏ်ရာရထားတယ်ဆရာဝန်တွေကသူ့ကိုအိုက်ဒဏ်ရာကိုခွဲစိတ်ဖို့အတွက်အကြံပေးထားပေမဲ့နေမာကလက်မခံဘဲနဲ့ဆန်တိုစတရက်ကစားပေးနေတယ်ဒါဒီကနေ့မနက်ပိုင်းမှာကစားသွားတဲ့ပွဲစဉ်မှာဆိုရင်လည်းဆန်တိုစအတွက်ခြေစွမ်းပြပြီးတော့အတွင်းကိုတကိုးနဲ့ဖန်တီးမှုတစ်ကြိမ်ရယူသွားခဲ့တယ်လက်ရှိအခြေအနေမှာတော့ သူ့ရဲ့ငယ်ဘဝအသင်းဟောင်းမှာသူဆန်တိုစ်မှာသူကပြန်ကစားနေတာဆန်တိုစ်ကတန်ဆင်းဆုံးအန်ဒီယန်နဲ့ရင်ဆိုင်နေရပြီးတော့နေမှာကပြီးခဲ့တဲ့အပတ်ထဲမှာဆိုရင်လည်းဒါသူတို့ပြိသက်တွေရဲ့လောင်ပြောင်မှုတွေနဲ့ကိုယ်တိုင်ရင်ဆိုင်နေရတယ်ပြီးတော့ဒီ2026ကမ္ဘာဖလားကိုဝင်ကစားဖို့အတွက်လည်းသူကဆန္ဒရှိနေတယ်ဘရာဇီးလီးပြအန်ဆယ်လော့တီကိုယ်တိုင်ကလည်းနေမှာအတွက်အချိန်6လရှိတယ်ပေါ့နော်အဲ့ဒီအချိန်6လအတွင်းမှာ သူကြံခိုင်မှုကိုပြန်လဲတည်ဆောက်နိုင်မယ်ဆိုလို့ရှိရင်ဘရာဇီးလက်ရွေးစင်အသင်းရဲ့တိုက်စစ်ကိုဥဆောင်မှုအတွက်ခေါ်ဖို့အသင့်ရှိတယ်ဆိုတဲ့ပုံစံမျိုးပြောထားတယ်။ဒီတော့နေမာကသူ့ရဲ့ဒဏ်ရာကိုဂယုမဆိုင်ပဲနဲ့သူကအသင်းနဲ့အတူဆရာဝန်တွေရဲ့ပြောစကားကိုလစ်လျူရှုပြီးတော့အသင်းအတွက်ပေးဆက်ကစားနေတယ်။အခုဆိုရင်ဒီနေ့မနက်ပိုင်းမှာနေမာကတကူသင်းတကူဖန်ပြီးပြီးတော့သူ့အသင်းက3စီးနဲ့နိုင်သွားတဲ့အတွက်ဒါအဆင့်15ကိုရောက်သွားပြီးတော့ဒီတန်းဆင်းဆောင်နဲ့၄မှတ်အကွာကိုရောက်သွားပြီပေါ့နော်။ရာဒီကုံမကလည်းနှစ်ပွဲပဲလိုတော့တယ်။ အဲ့ဒီအချိန်နေမှာဒါနေမာရဲ့ Santos အနေနဲ့နောက်ထပ်တပွဲနိုင်လို့ရှိရင်တော့သူတို့အနေနဲ့ဒီတန်းချင်းစုံအနေနဲ့နေတေချာပေါ့ရှောင်းလွဲနိုင်ပြီပေါ့လေပရိသတ်တရားနေမာကိုရှီကျူးနေကြပြီးတော့ဒါဒန်ယာအန်နေရဲ့ဆိုးကနေအမြန်ဆုံးပြန်လဲလွတ်မြောက်ပြီးတော့2026ကမ္ဘာဖလားမှာဘရာဇီးအသင်းရဲ့တိုက်စစ်ကိုဦးဆောင်နိုင်ဖို့မျှော်လင့်နေကြပါတယ်တကယ်တမ်းတော့နေမာဟာ ဒံယာသားကောင်ဖြစ်ခဲ့ပြီးတော့သူ့အနေနဲ့ဒီဒံယာအနေရဲ့ဆိုးရွားနေရုံထနိုင်မှုစူးစမ်းနေရတယ်။သူဟာအသင်းနေအတွက်ပေးဆက်ကစားရှင်ပေမဲ့ဒီဒံယာကသူ့အတွက်အနှောင့်အယှက်ဖြစ်ခဲ့ရပါတော့။အခုသူ့အနေနဲ့အဲ့ဒံယာကိုတော့လုံးဝမကူတာပဲနဲ့အသင်းအတွက်ပေးဆက်ဖို့ဆုံးဖြတ်ခဲ့တာတော့တကယ်ကိုရှီကျူးစရာကောင်းပါတယ်။နေမာအနေနဲ့ဒီပုံစံကောင်းကိုဆက်ထိန်ပြီးတော့ဘရာဇီးအသင်းနဲ့အတူကမ္ဘာဖလားမှာရှေ့ဆွမ်းပြနိုင်မလားဆိုတာတော့ကျွန်တော်တို့ဒီမျှော်လင့်ထားပါတယ်။အဲ့လိုဖြစ်လာဖို့လဲဒါပြိတ္တတွေက ဒီဆူတောင်းနေကြတယ်ဗောနော်နေမာရဲ့ပြိတ္တတွေအနေနဲ့ဒီမျောလင်းချက်ပြေးပါစေလို့ကျွန်တော်လည်းဆန္ဒပြုလိုက်ရပါတယ်ဗျာ